နေ့တွန်ဒေးမြို့ဗုဒ္ဓဝဆနဝိနိတမနေကျော်ចောင်းတိုင်း၌စီရင်ကျင်းပပြုလို့အပ်သောကတိအခမ်းအနား၌ဓမ္မဒါနတရားအနေဖြင့်ဗုဒ္ဓအလိုတော်ကြပဋိဉ္စဖြစ်မြောက်ရေးတရားဒေသနာတော် ပူဇင်တို့တောင်မြို့မဟာကဏ္ဍယုံစင်တော်ဘုရားကြီးကမြတ်စွာဘုရားရဲ့သာသနာတော်ခေလူငယ်တွေရဲ့အမြင်မှာအထင်သေးပွဲမဖြစ်ရအောင်ပြုပြင်စရာများကိုအနာဂတ်သာသနာရေးကျမ်းစာထဲမှာရေးသားထားခဲ့တယ်အဲ့ဒီထဲမှာလဲဆရာတော်ကြီးကကထိန်ပြုပြင်ရေးဆိုပြီးတော့ ခန္ဓာတခုရေးသားရှင်းပြတော်မူခဲ့တာရှိတယ်။အဲ့တော့ကောင်းပြီဒီနေ့ဗုဒ္ဓအလိုတော်ကြကတိန်ဖြစ်မြောက်ရေးတရားတော်မှာအပိုင်းနှစ်ပိုင်းခွဲပြီးတော့ဟောကြားပေးရမှာဖြစ်တယ်။ဆောင်ရံအပိုင်းနဲ့ခြောင်ရံအပိုင်းပေါ့ကတိန်ဆိုတာကမြတ်စွာဘုရားလက်ထက်တုန်းက ူတင်ဆောင်ယဟန်တော်များမြတ်စွာဘုရားကိုဖူးမြော်ဖို့လာကြတယ်ဝါဆိုအမိလာကြတာပဲဒါပေမဲ့မမီလိုက်ကြအောင်မြတ်စွာဘုရားကတာဝုဋ္ဌိပြည်မှာဝါဆိုတယ်ဘုရားထံကိုလာတဲ့ယဟန်တော်တွေကမမီလိုက်ကြတော့တာဝုဋ္ဌိပြည်နဲ့ 6ယူဇနာလောက်အကွာဝေးရှိတဲ့ပါကီတမြို့မှာဝါဆိုကြရတယ်။နီလီယန်နဲ့ဝေးနေကြတယ်ပြောရမယ်။ဒီနေ့ကလောကားတွေလည်းမရှိတော့တွားရည်လာရည်ကခက်ခဲတာပေါ့။ခြေချင်းတွားကြရတာပေါ့။အဲ့တော့ဒါဝိဒိပြည့်ရဲ့အနီးနားမှာရှိတဲ့ပါကီတမှာဒုတင်ဆောင်ယဟန်တော်တွေဟာဝါဆိုပြီးတော့ တည်င်းကျွတ်တဲ့အခါမှာဘုရားထံကိုဖူးမြော်ဖို့ခရီးဆက်လာကြတယ်ခရီးဆက်လာကြတော့သူတို့မှာပြင်ပန်းကြတယ်ပေါ့သင်္ကန်းတွေရလဲပတ်တကူသင်္ကန်းတွေအဖာတွေနဲ့ဒီစီဝရဒုတင်ဆောင်ဌာနဖြစ်တဲ့အတွက်ကြောင့်သင်္ကန်းကလည်းအပူမရှိဘူး တော့သင်ငန်းနေရာနဲ့လေးလံပင်ပန်းဆင်းရဲကြတယ်။သွားရတာလာရတာ။တိစီဝရိဒူတင်ဆောင်ဝင်းနီးဆောင်ဆိုတော့သွားလေရာကိုအဲဒူကုတ်သင်ငန်းတွေယူသွားကြရတယ်။လေးတယ်ပေါ့။ခြေချင်းခကြီးဆိုတော့ပိုပြီးပင်ပန်းကြတယ်။အဲ့တော့မြတ်စွာဘုရားထံရောက်တော့မြတ်စွာဘုရားက မပင်မပန်းပန်းနဲ့ခကြီးလာခဲ့ကြရသလား။စသည်ဖြင့်လောကဘုရားစကားတွေပြောပြပြီးတော့ ခြေနေကိုသိရတဲ့အခါမြတ်စွာဘုရားကကထိန်ဆိုတာကိုခွင့်ပြုတယ်ယဟန်တော်များမပင်မပန်းချမ်းချမ်းသာသာနဲ့ပရိယပတိပတ်အားထုတ်နိုင်ဖို့အတွက်တည်င်းကျွတ်တဲ့ယဟန်တော်တွေဝါမကြိုးပဲနဲ့နော်ဝါဆိုလာပြေကြော်တရက်ဝါဆိုတယ်တည်င်းကျွတ်လာပြေနေ့မှာဘဝရဏပြုတယ်အဲ့လိုဝါမကြိုးမပြတ်ပဲတဲ့ ပထမဝါကတ်တဲ့ယဟန်တော်တွေကိုကထိန်ခင်းခွင့်မြတ်စွာဘုရားပြုတယ်ကထိန်ခင်းတယ်ဆိုတာယဟန်တော်တွေဝိနည်းနဲ့ပတ်သက်ပြီးတော့မပင်မပန်းမစင်းရအောင်ခွင့်ပြုတဲ့ဝိနည်းခွင့်ပြုချက်တစ်ခုဖြစ်တယ်ပေါ့အဲ့တော့နံပါတ်1ကအဲ့ဒီမှာအနာမန္တအစာရဆိုတာပါတယ် တက္ကရကမတွေကစောစားပင့်ထားတယ်မအမဆက်တဲ့အကပိယဝဟာရတွေနဲ့မအမဆက်တဲ့အသုံးနှုန်းတွေနဲ့စောစားပင့်ထားတယ်အဋ္ဌိကမယဟန်တော်တွေကပုံမှန်ဆိုရင်တခုခုသွားစီရရှိတယ်ဆိုရင်ယဟန်တပါးပါးကိုအတိပေးကြရတယ်တက္ကရကမတွေလာတဲ့အချိန်မှာမလွဲသွားရအောင်လို့တွေ့တော့ဘယ်ကိုတော့သွားစီရလေးရှိနေလို့ ယဟန်တပါပါကိုအတိပေးသွားရတယ်။ကတိန်ခင်းထားတဲ့ယဟန်ဆိုလို့ရှိရင်အတိပေးစရာမလိုဘဲနဲ့ကြွလို့ရတယ်ပေါ့။တက္ကရကမတွေမအမဆက်တဲ့အသုံးနှုန်းနဲ့ဆုံးစားပင့်ထားတယ်။အဲ့တော့တန်ဃာတော်များကိုတပါပါကိုအတိမပေးဘဲနဲ့ကြွမယ်ဆိုရင်ကြွလို့ရတယ်ပေါ့။တန်ဃာချမ်းသာတယ်ပေါ့နော်။ကတိန်ခင်းလိုက်တဲ့အတွက်ကြောင့်ပို့ပပပါနဲ့ချမ်းချမ်းသာသာဖြစ်တယ်။နော်အတ္တမဒါနစာရဆိုတာ ခုနကတိစီဝရိဒိဋ္ဌံတင်ပြီးတော့သင်္ကန်းသုံးထံနဲ့နေကြတဲ့ယဟန်တော်တွေခยีသွားရင်သွားနေရာကိုအဲ့သင်္ကန်းကြီးထန့်ထန့်သွားတဲသွားတာပြင်းမှန်းတယ်ပေါ့အဲ့တော့ကတင်ခင်းလိုက်ပြီဆိုရင်အဲ့သင်္ကန်းကိုတဲသွားစရာမလိုတော့ဘူးထားမခင်လို့ရမယ်သင်္ကန်းနဲ့ကင်းနေလို့အဘက်မသိတော့ပုံမှန်ဆိုရင်သင်္ကန်းနဲ့ကင်းအဘက်သိတယ်နောက်ကနဘောဇနာဆိုတာရှိတယ်တက္ကရကမတွေကမအပ်မဆက်တဲ့ အသုံးနှုံးနဲ့ဆုံးစားပေးတယ်။တန်ခါအနည်းဆုံး၄ပါးနော်။ရှင်ဘုရားထမင်းစားကြွပါဖုရား။မွေးရင်ကစားကြွပါဖုရား။ကြက်သားစားဖို့ကြွပါဖုရား။အဲ့တော့မအပ်မဆက်တဲ့အသုံးနှုံးခေါ်တယ်။မြမဆရာတော်ကြီးဘုရားကြီးတွေကတော့တင်ထားပေးကြတယ်။နောက်ကဆုံးဆိုတာလေးထည့်ပြောခိုင်းတယ်။ခောက်ဆွဲဆုံးမွေးရင်ကဆုံးကြက်သားဆုံးဆိုပြီးတော့နောက်ကဆုံးဆိုတဲ့ဝါဟာရထည့်။အဲ့ဒါအဆက်တဲ့အသုံးနှုံးလို့ခေါ်တယ်။ ထမင်းလို့မသုံးရဘူးဆွန်းလို့သုံးရတယ်ပေါ့အဲ့တော့အဲ့လိုအဆက်တဲ့အသုံးလုံးနဲ့ပင့်နေဆိုရင်တော့တန်ခါ၄ပါး၅ပါးစသည်ဘုံပင်သုံးဆောင်လို့အဘယ်မသိအောင်ဒီမှာအမဆက်တဲ့အသုံးလုံးနဲ့ပင့်ဖိတ်တယ်ဆိုရင်တော့တန်ခါတပါး၂ပါး၃ပါးစလို့ဘုံပင်လို့အဘယ်မသိဘူးဒါပေမဲ့၄ပါးကနေစပြီးတော့၄ပါးအထက်ဆိုရင်အဘတ်တဲ့နဲ့ဒါပေမဲ့အခုလိုကထိန်ခင်းလိုက်ပြီဆိုရင် လိုဝိနည်းနားမလည်လို့တရားဒဂမတွေကမအမဆက်တဲ့အသုံးနှုံးနဲ့အိမ်ကိုဆုံးစားပင့်တယ်။တန်ခါ၄ပါးတပြည့်တော့အိမ်ထမင်းစားကြပါဗျာလို့ဖိတ်တယ်။လူကိုဖိတ်တယ်လို့ဖိတ်ပါနော်။ဆုံးဖုံးပေးကြပါလို့မဖိတ်ဘဲနဲ့ထမင်းစားကြပါဗျာလို့ဖိတ်တယ်ဆိုရင်ဒါမအဘူး။ပုံမှန်ဆိုရင်ဒါအဘက်တက်တယ်။ဒါပေမဲ့ကတိန်ခင်းထားပြီဆိုရင်အဲ့ဒီဝိနည်းသိက္ခာပုအရလည်းလွန်ငင်းခွင့်ရသွားတယ်။နောက်တစ်ခါ ရဟန်းတော်များဒီသင်ငန်းရလာပြီဆိုလို့ရှိရင်10ရက်အတွင်းမှာဒိဋ္ဌံတင်ရတယ်ဒိဋ္ဌံမတင်ဘူးဆိုရင်10ရက်ကြော်သွားရင်အဘက်တဲ့တယ်ပြတော့ကထိန်ခင်းလိုက်ပြီဆိုလို့ရှိရင်ဒိဋ္ဌံမတင်ပဲနဲ့9လထားခွင့်ရှိတယ်ပေါ့တပေါင်းလားပြည့်နေအထိ9လထားခွင့်ရှိတယ်နောက်နံပါတ်5ကတော့ဒီကြောင်းတိုင်းမှာကထိန်ခင်းလိုက်ပြီတက္ကရာကမတွေကပန်ကတ္တဒေမလို့သင်ငန်းလာလှုပ်တယ်ဆိုရင် အလှူသမျှတန်ခတ်တဒေမလှူသမျှသင်္ကန်းစီကထင်ခင်းတဲ့ယဟန်နဲ့ပဲဆိုင်တယ်။ကထင်မခင်းတဲ့ယဟန်သတင်းကျူပြီးနောက်ပိုင်းမှာရောက်လာတဲ့ယဟန်တော်တွေနဲ့မသက်ဆိုင်ဘူး။တန်ခတ်တဒေမတန်ခါကိုလူပါဤဆိုရင်မှလည်းတန်ခါအားလုံးနဲ့မဆိုင်တော့ဘူး။ကထင်ခင်းတဲ့ယဟန်နဲ့ပဲဆိုင်တယ်။အလုံးပေါင်း၅ခုနော်။အဲ့လိုအကျိုး၅မျိုးကိုရစေခြင်းလို့မြတ်စွာဘုရားကကထင်ခင်းခွင့်ပြုခဲ့တာဖြစ်တယ်။ဒါမူရင်းစကြောင်းပေါ့နော်။ ဒီလိုမူရင်းဇာတ်ကြောင်းကိုတိထားမှဆောင်းရန်ချောင်းရန်တွေကိုတိကြမှာဖြစ်တယ်။ကောင်းပြီအဲ့တော့ဒီနေ့တရားတော်ကဗုဒ္ဓအလိုတော်ကြကတိန်ဖြစ်မြောက်ရေးတရားတော်ဆိုတော့နံပါတ်၁ဆောင်းရန်အပိုင်းကိုအရင်ပြောရအောင်။ဘာတွေလိုက်နိုင်ရမှာလဲ။နံပါတ်၁ကတော့ကတိန်သင်္ကန်းဆိုတာပန်ဂိကဖြစ်ရမှာဖြစ်တယ်။ပန်ဂိကဆိုတာကပန်ကာကိုအာယုံပြုပြီးလူမကတိန်သင်္ကန်းမြောက်တယ်ပေါ့။ ဖြစ်နိုင်လို့ရှိရင်တကဘာလုံးမှရှိတဲ့တန်ခါသာသနာတစ်ခုလုံးမှရှိတဲ့တန်ခါဒုတိယလုံးကိုရည်မှန်းရမှာဖြစ်တယ်။ပုဒ္ဒဇဉ်ရောအရိယာရောအကုန်တန်ခါအကုန်ကိုမှန်းပြီးတော့တူတန်းရမှာဖြစ်တယ်။ဒီဗုဒ္ဓဝဆနဝိနိတမန္တကျောင်းအတိုင်းမှာကထိန်ခင်းတယ်လို့ဆိုပေမဲ့လည်းပထိန်သင်္ကန်းကိုလှူတဲ့အခါမှာကတော့တန်ခါအကုန်အာယုံပြုတ်ရမှာဖြစ်တယ်။ ဆရာတော်ကိုအာရုံပြုလို့မရဘူးဆရာတော်ကဘလောက်ပဲသီလသမာဓိပညာကြီးပါစေဘလောက်ပဲကြီးရစရာကောင်းပါစေပုဂ္ဂိုလ်ကိုရည်မှန်းရင်ကထိန်သင်္ကန်းအလှူမမြောက်ဘူးရိုးရိုးသင်္ကန်းဖြစ်သွားမှာအဲကြောင့်ဒကာဒကာမများအနေနဲ့ကထိန်သင်္ကန်းကပ်ပြီးဆိုရင်မိမိရဲ့စိတ်ကိုအတန်ကအကုန်ရည်မှန်းနိုင်အောင် ပြုပြင်ထားရတယ်အဲကြောင့်ကထိန်သင်္ကန်းဆက်ကတ်တဲ့အခါမှာဣမံကတိနာစီဝရံ ။တန်ကတ္တဒီမှာဒီကထိန်သင်္ကန်းကိုတန်ခါအားလှူပါ၏။အိမိနာစေဝရိနကတိနံအထရထဒီသင်္ကန်းနဲ့ကထိန်ကိုခင်းတော်မူကြပါလို့ဒီလိုခြောက်ပါလား။အေးအဲ့တော့နံပါတ်1အလူရှင်များအနေနဲ့လိုက်နာရမှာကတန်ခါအကုန်ကြီးမှန်းပြီးတော့အာယုံပြုဒီကထိန်သင်္ကန်းကိုစက်ကတ်တဲ့အခါမှာတန်ခါအကုန်အာယုံပြုအာယုံမပြုတ်နိုင်ရင်ကထိန်သင်္ကန်းမဖြစ်ဘူး။ ကြောင့်ဦးဇင်းတို့ဝိတုဒ္ဒရောင်ဆယ်တော်ဘုရားကြီးရှိစဉ်တုန်းကကျေတော်ကြီးကလူတွေကိုစိတ်မချဘူးဒီလူတွေဟာတန်ခါကိုအာယုံပြုတ်ပါလို့သင်ပေးပေမဲ့လည်းအာယုံမပြုတ်ကြဘူးဆရာတော်ကိုပဲအာယုံပြုတ်ကြတယ်အဲ့လိုဆိုရင်ကထင်သင်ငန်းမဖြစ်ဘူးမဖြစ်ရင်ရဟန်းတော်တွေကထင်ခင်းလို့မရဘူးဒါကြောင့်ဆရာတော်ကြီးကလူတွေကိုစိတ်မချတော့ဆရာတော်ကိုယ်တိုင်ပဲအလူခံပြီးတော့ ဆရာတော်ကပဲတခါတန်ဃာတော်များကိုတန်ခတ်တာဒီမဆိုပြီးတော့ဆရာတော်ကြီးကပဲတဆင့်တန်ဃာကိုကထိန်သင်္ကန်းပြန်ကတ်တယ်ပြန်လှူပေးတယ်စိတ်ချရအောင်လို့ဆိုပြီးတော့အဲ့လိုဝိတ္တတော်ရောဆရာတော်ဘုရားကြီးတို့ပြုလုပ်တော်မူတဲ့အကြောင်းကိုမတန်တဲ့မှာဖတ်ရတယ်ပေါ့ဒီကောင်းမြတ်တကြောင့်နံပါတ်1တက္ကမများကထိန်သင်္ကန်းကရင်တန်ဃာကိုအာယုံပြုပြီးကတ်ပါနောက်နံပါတ်2နံပါတ်2က လူပဲပစ္စည်းတွေကိုစက်ကတ်လူတန်းတဲ့အခါမှာတန်ကတ္တဒေမလို့လူလိုက်တဲ့အခါမှာဒီကြောင်းတိုင်းမှာဝါစုဝါကတ်တဲ့ရဟန်းတော်လေးနဲ့ဆိုင်နေပေါ့သူတပြင်းသင်္ကန်းတွေပေါ့နော်သင်္ကန်းတွေဟာဝါစုဝါကတ်တဲ့ရဟန်းတော်လေးနဲ့ဆိုင်နေအဲ့တော့ပင့်တန်ကားတွေကြွလာတဲ့အခါမှာဥစဉ်လို့နှစ်ပိုင်းခွဲရတယ်အလူချင်းလေးနဲ့ ကျောင်းနိုင်မှာရှိတဲ့တန်ဃာတော်တွေအတွက်ကတတ်တတ်ပြင့်တန်ဃာအတွက်ကတတ်တတ်ဆိုပြီးတော့ခွဲရတယ်မဟုတ်ဘူးဆိုလို့ရှိရင်အကုန်လုံးဟာတန်ခိကဖြစ်ပြီးတော့ခွဲပေးရခတ်သွားတတ်တယ်ပေါ့ဒါကြောင့်ပြင့်တန်ဃာအတွက်ကိုတတ်တတ်ပုဂ္ဂလိကအယိမန်းနောက်ကျောင်းတဲ့တန်ဃာတော်များအတွက်ကတန်ခိကတတ်တတ်အယိမန်းအဲ့လိုတတ်တတ်ခွဲထုတ်ရတယ်ပေါ့ဒါကတက္ကရကမတွေ့ ိုင်နာရမယ်အပိုင်းများဖြစ်တယ်နောက်တစ်ခါမာကရုံစီတော်ဘုရားကြီးကချောင်ရံနဲ့ပတ်သက်ပြီးတော့သုံးချက်ပြောတယ်နံပါတ်1ကတော့ပွဲလင်းသဘင်ကိစ္စပဲမြန်မာနိုင်ငံမှာကဘာသာရေးကိစ္စတွေသာသနာရေးကိစ္စတွေလုပ်ပြီးဆိုရင်ပွဲလင်းသဘင်တွေမပါမဖြစ်တယ်လို့ဖြစ်နေပါတယ်နော်ဖျားပွဲတွေကတိန်ပွဲတွေ ဝယ်လင်းသမီးတွေလုံကြငွေတွေအများကြီးကုန်ကြပါတယ်ဝယ်လင်းသမီးလုံလိုက်တဲ့အခါကျတော့တန်ဃာတော်တွေကလှူတာကတဝက်ပွဲအတွက်ကုန်တာကတဝက်အဲ့လိုဖြစ်သွားတယ်အဲ့တော့ဝယ်လင်းသမီးတွေဗုဒ္ဓအလိုတော်ကြမဟုတ်ဘူးတုံညာဂါရီတထာဂတအဘိရမန္တိဆိုမြတ်စွာဘုရားတို့ကတိတ်ဆိတ်ငြိမ်သက်မှုကိုနှစ်သက်တော်မူကြတယ်တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာပျော်မွေ့တော်မူကြတယ် စုညာနာကိုဘုရားမကြိုက်ဘူးပေါ့ယဟန်တော်များသည်တိတ်တိတ်ဆိတ်ဆိတ်နဲ့ငြိမ်ငြိမ်သက်သက်နဲ့ဇာတင်စာချကြတဲ့တရားဓမ္မတွေချင့်ကြံအထုတ်ကြတယ်အဲ့လိုစုညာနေမယ်ဆိုရင်တန်ဃာတော်တွေဘယ်လိုလုပ်တရားထိုင်ကြမှာတော့တန်ဃာတော်မလို့နည်းနည်းစဉ်းစားကြည့်နော်တရားထုတ်တဲ့နေရာမှာအဲ့လိုစုစုညာသွားလို့ရင်တရားထိုင်တဲ့ပုဂ္ဂိုလ်တွေဘယ်လိုတရားထိုင်မှာတော့ဇာတင်စာချလေးတဲ့တန်ဃာတော်တွေရဲ့အကြောင်းတိုင်မှာစုစုညာသွားလို့မယ်ဆိုရင်ကိုရင်လေးတွေကိုစင်းလေးတွေဘယ်လိုဇာတင်ကြမှာတော့ဒါကြောင့် ။စုညံတဲ့ပွမ်းလင်းသဘင်သည်ဗုဒ္ဓအလိုတော်ကြောင့်မဟုတ်ဘူး။သာသင်တိုင်းမှာဖြစ်ဖြစ်၊ရိတ်တမ်းမှာဖြစ်ဖြစ်တိတ်တိတ်ဆိတ်ဆိတ်နဲ့လွတ်လွတ်ရတာမဟုတ်လို့အဲ့လိုစုညံစုညံတဲ့ပွမ်းလင်းသဘင်နဲ့မကျင်းပါရဘူး။ဗုဒ္ဓလိုတော်ကြောင့်မဟုတ်ဘူး။အဲ့တော့ကြောင့်မစ္စတာဒီမာကနုံစီရောဘုရားကြီးကမန္တရေးတာတနာရေးကိုအကြောင်းပြုပြီးတော့ပွဲလဲ့တဲ့ပင်တွေမလုံးကြဘူးမေတ္တာရက်ခံလိုပါတယ်လို့အနာကက်တာတနာရေးစံစာထဲမှာရေးထားတယ် လူငယ်တဘာဝပြောခြင်းလဲဆိုရင်တိတန့်ပြောကြပေါ့နော်။ចောင်းဝန်းထဲမှာမလုံတင်ဘူးပေါ့။ចောင်းဝန်းထဲမှာတိတ်တိတ်ဆိတ်နေပဲတာတာရေးကိစ္စတွေဘာသာရေးကိစ္စတွေပြီးတော့ပြောရမှာဖြစ်တယ်ပေါ့။လူငယ်တဘာဝကပြောခြင်းတာကိုနားလည်တယ်။ဒါပေမဲ့ဘာသာရေးနဲ့မှအဆက်ဘူးတာတာရေးနဲ့မှအဆက်ဘူး။ကိုယ့်ဘာကိုတိတန့်တနေရာမှာကထင်းပြင်းရောက်တဲ့အထိမ့်မဲ့နဲ့ပျော်ပွဲခြင်းပဲလုပ်ခြင်းနဲ့တနေရာမှာလုပ်ကြပေါ့။ဖယားဝန်းចောင်းဝန်းထဲမှာမလုပ်သင့်ဘူးပေါ့။ဖယားဝန်းဆိုတာငြိမ်းချမ်းတဲ့နေရာဖြစ်တယ်။ចောင်းဝန်းဆိုတာ ငြိမ်းချမ်းတဲ့နေရာဖြစ်တဲ့ပေါ့အဲကြောင့်ဘုရားမွန်ကျောင်းဝန်းထဲမှာပေါ်နေတဲ့ပင်တွေစူးစူးညံမလုံတင်ဘူးလို့ဆိုလိုတယ်ဗုဒ္ဓအလိုတော်ကြအတင်းဖြစ်မြောက်ခြင်းနဲ့ဆိုရင်ကျောင်းဝန်းဘုရားဝန်းထဲမှာစူညံပူညံမှုပေါ်နေတဲ့ပင်တွေကိုချောင်းချတဲ့နေပေါ့ဇနုညောင်လေးပင်မှာလေဒီဆရာတော်ဘုရားကြီးတို့ရှိစဉ်တုန်းကအညောင်လေးပင်မြို့မှာဘုရားပွဲကျင်းပကြတာရှိတယ် ရားပွဲချင်းမှာတော့ထုံးစံအတိုင်းတောက်ကြမူးကြခပိုင်းလိုက်တယ်လူရံမှုတွေဖြစ်ကြတယ်တနည်းတနည်းကိုပြဿနာပေါင်း16000ဘုရားပွဲမှာလीအကုသိုလ်တွေဖြစ်ကြတယ်ပေါ့နော်ဘုရားကိုအကြောင်းပြုပြီးတော့ပွဲတွေလုပ်တော့လူတွေအကုသိုလ်ဖြစ်ကြတယ် ladies တွေဘုရားကြီးကတရားဓမ္မတွေလက်လက်ဟောကြားရင်းနဲ့ညောင်လေးပင်ရောက်တော့အဲ့ဒီအကြောင်းကိုသိသွားတော့အေးတက္ကကြီးတို့ဥစ္စာကနော် တနေ့တခါငရဲချာလူရဖရားပွဲဖြစ်နေပြီငရဲချာတဲ့ပွဲဖြစ်နေပြီနော်ဖရားကိုပူဇော်တဲ့ပွဲမဟုတ်ဘူးငရဲချာတဲ့ပွဲဖြစ်နေပြီတနေ့တခါငရဲချာလူရဖရားပွဲဒီတော့တခါကြီးတော့ဒီလိုလုပ်ပါအခုလို့ဖရားကိုအကြောင်းပြုပြီးတော့ပွဲနဲ့တပင်လုံးမှန်အစားတရားပွဲအစားထုတ်လိုက်ပါလားတဲ့ဆရာတော်ဖရားကြီးကနော်အဲ့လိုပွဲနဲ့တပင်လုံးမှန်အစားတရားပွဲအစားထုတ်လိုက်ပါလား ဟောမဲ့သူမရှိရင်ဘုန်းကြီးကိုယ်တိုင်ကြွပြီးဟောပြပါမယ်တဲ့တတိယဆရာဖျားကြီးကအဲ့ဆရာတော်ကြီးကိုလည်းတက္ကရာကမတွေကကြည်ညိုတော့အဲ့ဒီနှစ်ကစပြီးတော့ဘုရားပွဲမှာပွဲလန်းတဲ့ပင်မလုတော့ဘဲနဲ့ငိမ့်ချမ်းတဲ့တရားဓမ္မတပင်ဖြစ်သွားတယ်အဲ့ဒါယနေ့ချိန်ကြီးပဲအဲ့တော့တရားပွဲဖြစ်သွားတယ်နော်မဟုတ်ဆရာတော်ဖျားကြီးတို့လည်းအဲ့ဒီမှာကြွပြီးတော့ဟောပြဖို့တယ်လို့မှတ်သားရဖို့တယ် မာသီဆေရုံပြားကြီးတို့လည်းအဲ့ဒီမှာကြွရောက်တယ်လို့ကြားပူတယ်အဲ့တော့မာသီဆေရုံပြားကြီးတို့ကြွတော့ဆေရုံကြီးကမိတ်တယ်တက္ကကြီးတို့တက္ကမကြီးတို့လေဒီဆေရုံပြားကြီးတို့စတင်ခဲ့တဲ့ဒီတရားသဘင်ပန်လင်ပေါ်မှာတချင်းဆိုတဲ့ဘုန်းကြီးတွေမတက်စင်နဲ့လို့မာသီဆေရုံပြားကြီးကမှာခဲ့တာလည်းရှိတယ်တချင်းဆိုတာဟာလည်းဗုဒ္ဓတော်တော်ကြမဟုတ်ဘူးလေအဲ့တော့ပန်လင်ပေါ်တက်ပြီးတော့တရားစကားပြောရမယ်အစားပန်လင်ပေါ်မှာတချင်းတွေ ရုပ်ဖတ်နေတာအားလည်းမသိတော့ဘူးပေါ့။ဘုန်းကြီးတပါးရဲ့နှုတ်ကနေတခြင်းဆိုတာအားလည်းမသိတော့ဘူးလေ။ပန်းလင်းပေါ်မှာအလုံးအနာစရာကောင်းတယ်။ဒါကြောင့်မာစီဆရာဘုရားကြီးကဒတိဆရာဘုရားကြီးတို့ကျင်းပခဲ့တဲ့စတင်ခဲ့တဲ့ဒီဓမ္မသဘင်ပေါ်မှာပဓမ္မတရားသဘင်ပန်းလင်းပေါ်မှာတခြင်းဆိုတဲ့ကိုတော်ဒီကိုမတက်စေနဲ့ဆိုပြီးတော့မာစီဆရာဘုရားကြီးကလည်းအရိယတဂါကြီးတွေဒကမကြီးတွေကိုမှာခဲ့တဲ့အကြောင်းမှတ်သားမှုတွေပေါ့။အေးကောင်းပြီဒါကြောင့် ဘုံနဲ့အလိုတော်ကြကထိန်ဖြစ်မြောက်စေခြင်းနဲ့ဆိုရင်ဘုရားဝန်ကြောင်းတဲ့မှာစုညံမှုတွေပူညံမှုတွေအစိုးတွေအငိုးတွေအတိအမှုတွေမပါစေသင့်ဘူးလို့ဆိုလိုတယ်ဆိုတော့အဲ့ဒီကုံကြစည်းတွေကိုဘောနတဲ့ပင်ကျင်းပဖို့ဖယ်ထားတဲ့ကုံကြစည်းတွေကိုစာတင်တိုက်ဆိုလဲစာတင်တဲ့အလေးရောက်စာတင်သားတွေလိုအပ်တဲ့စာအုပ်စာတမ်းတွေလွှင့်ဘလောက်ကောင်းမလဲစာရင်းစည်းတွေလွှင့်ဘလောက်ကောင်းမလဲစာတင်သားတွေလိုအပ်တဲ့ဈေးဝါးတွေလွှင့်ဘလောက်ကောင်းမလဲ စာသင်တိုက်တွေမှာလိုနေမှာပဲလေစာအုပ်တွေလိုမှာပဲစေဝါပစ္စည်းတွေလိုမှာပဲနောက်ဆန်းလေးစီတွေလိုကြမှာပဲလေဂျိတ်တာလည်းဂျိတ်တာတယောက်လိုကြမှာပဲအဲ့တော့ဂျိတ်တာမှာပဲကတိန်ခင်ခင်စာသင်တိုက်မှာပဲကတိန်ခင်ခင်ပွဲလက်တပင်ကျင်းပါလို့ကိုရည်ရွယ်ထားတဲ့ကုန်ကျစရိတ်တွေကိုစာသင်တိုက်လျောက်ဂျိတ်တာလျောက်အသုံးဝင်တဲ့ပစ္စည်းတွေကိုလှူဒန်းပေးရင်အကျိုးများတယ်ပေါ့။တရားမဟာကရုဏာကျောင်းဘုရားကြီးက ဘုန်းတော်တော်တို့ကြာကတိန်ပြမြောက်ဖို့အတွက်ပွဲလင်းသမင်ကိုဖြုတ်ပြီးတော့ကုန်ကြစိတ်တွေကိုသာသနာတော်အတွက်အသုံးဝင်တဲ့နေရာမှာသုံးစီခြင်းနဲ့အကြောင်းကိုမိတ်ထားတယ်ပေါ့အဲ့နံပါတ်1အသုံးဆောင်ပစ္စည်းတွေကိုစီမံတဲ့အခါမှာသံဃာတော်တွေအတွက်အသုံးတက်မတက်ကိုလည်းကြည့်ပါသံဃာတော်တွေအတွက်ဒီနေ့ကမှကတိန်ဒီသင်္ကန်းတစ်ခုတည်းမဟုတ်တော့အရန်ပစ္စည်းတွေပါပါလာကြပြီပရိသတ်ပဲလေလောက်ကြတယ်လေ ပရိသတ်ပင်တွေအမှပစ္စည်းမျိုးစုံတွဲလောင်းချပြီးတော့တွဲထားပြီးတော့လူတန်းကြတယ်အဲ့ဒီမှာအတုံးတဲတာတွေလည်းပါတယ်အတုံးမတဲတာတွေလည်းပါတယ်အဲ့တော့ကျွန်တော်ပြကြည့်ကမင်းရယ်ငကိုတော့ကတိန်အလူဆိုတာတင်ကအလူပဲနောက်ပိုင်းကျတော့ဒကာဒကာမတွေကတန်ခါတော်တွေလိုအပ်ရလိုအပ်ရယူဆတဲ့အရာတွေပေါ့ပါအရန်ဆိုပြီးတော့နော်ထီတို့ဖနက်တို့ချင်းတောင်းတို့တပိတ်တို့စသည် အသုံးဆောင်ပစ္စည်းတွေကိုပါထည့်သွင်းလူလန်းကြတယ်ဒါလည်းကောင်းတယ်ပေါ့နော်တန်ကြော်တွေလိုမယ်လို့ထင်တာလည်းလူတာဒါပေမဲ့နောက်ပိုင်းကျတော့ချက်ကားလုံးအကြီးပြီးတော့အသုံးမတည့်တာတွေပါပါလာတယ်အဲ့ဒါအသုံးမတည့်တဲ့ဥစ္စာတွေလူတန်းလို့ရှိရင်တန်ကြမှာလည်းအသုံးမတည့်နေရာချုပ်အမိုက်ပွားတယ်လူတွေမှာလည်းငွေကုန်တယ်ဆိုတော့အကျိုးမများဘူးပေါ့ဒါကြောင့်ကထိန်မှာ အရင်ပစ္စည်းတွေကိုထက်သွင်းလုပ်တန်းမယ်ဆိုရင်လည်းចောင်းတိုက်တန်ဃာတော်တွေကိုမေးမြန်းတဲ့နေပေါ့ဆရာတော်တို့တတလုံးចောင်းတိုက်မှာဘာများလိုအပ်နေသလဲဒီလိုတော့အရင်အနေနဲ့ဘာများလုပ်တန်းတဲ့သလဲမေးလို့ရတယ်မေးကောင်းပါတယ်တန်ဃာတော်တွေကလည်းပြောပြကောင်းပါတယ်အဲလက်တလုံးဦးဇင်းတို့ចောင်းတိုက်မှာတော့ဓာလေးဓာလေးတော့လိုးနေတယ်ဘယ်လောက်ကောင်းတယ်လဲနော်တက္ကရာကမနေလည်းငွေကုန်ရတာအကျိုးရှိတယ်တန်ဃာတော်တွေလည်းအသုံးတည်တယ်ပေါ့အဲကြောင့်အရင်ပစ္စည်းတွေထက်သွင်းလုပ်တန်းမယ်ဆိုရင်လည်း တန်ဃာတော်များနဲ့အတုံးတက်မတက်ကိုလည်းနံပါတ်1အနေနဲ့ထည့်သွင်းစဉ်းစားပါလို့ဆရာတော်ပြားကြီးကတော့အကြံပြုထားပါတယ်နော်။နောက်နံပါတ်3မိမိလူနဲ့လိုက်တဲ့အလူဒီပရိယတ္တိသာသနာပฏิပတ္တိသာသနာကိုအပိယရောက်မရောက်ကိုလည်းတုံ့သက်ပါအောင်။နော်တချို့ကကတိဖြစ်ရင်ပြီးရောဆိုပြီးတော့တုံညာကြပန်းလောက်ကြတာလीအဲ့တော့မိမိတို့ကုံသွားတဲ့ဝိတုငွေတန်ဖိုးတွေ လူလည်းကူရလာတာမဟုတ်ပါဘူးနော်တက္ကရာကမတွေယနေ့ကမှစီးပွားရေးတွေအလွန်ခက်ခဲပါတယ်ကြက်တဲပါတယ်ဆိုတော့ချွေးနှဲစာလေးတွေကိုစုဆောင်ပြီးလူတိုင်းထားတာမဟုတ်လို့တို့လူတိုင်းတဲ့ဥစ္စာလေးပရိယတိသာသနာတော်အတွက်တကယ်အထောက်ခံဖြစ်သွားရလားပฏิပတိသာသနာတော်အတွက်တကယ်အထောက်ခံဖြစ်ရလားဆိုတာကိုလည်းသုံးသပ်ပါဦးပရိယတိအတွက်အထောက်ခံဖြစ်ရမယ်ပฏิပတိအတွက်ထောက်ခံဖြစ်ရမယ်ဒါစဉ်းစားရမယ့်အပိုင်းပေါ့နော်အဲ့တော့ကျေရိုးရသုံးချက်ထောက်ပြတာနံပါတ်1ပွဲတိုင်းသဘင်ကိုဖြုတ်လိုက်ပါ ုံကြစည်းကိုတာသနာတော်မှာအသုံးချပါနံပါတ်2အသုံးဆောင်ပစ္စည်းများလုပ်တဲ့အခါမှာသံဃာတော်များအသုံးတည်မတည်ကိုလည်းကြည်ပါနံပါတ်3မိမိတို့ကုံကြသမျှသည်ပရိယတိတာသနာနဲ့ပฏิပတိတာသနာတို့အထောက်ပံ့တကယ်ဖြစ်ရလားဒါလည်းသုံးသပ်ပါဦးအလုံးစုံလို့ရှိရင်ဒကာဒကာမတွေကုံကြရင်ကုံကြတယ်လို့တာသနာမှာလည်းအသုံးတည်တဲ့အကျိုးများတယ်ပေါ့အဲ့ဒါဗုဒ္ဓအလိုတော်ကြကတိဖြစ်မြောက်ရှင်လဲဆိုလို့ရှိရင်ဘုရားတို့ စိတ်ကူးတဲ့ဆရာတွေမလုပ်ကြဘဲနဲ့တက်တင်နားလေတဲ့ဆရာတော်ဘုရားကြီးတွေတန်ကိုချင့်ကန်ပြီးတော့ဘာတွေလူတန်းတဲ့တယ်မလို့တွေလုံးတင်တယ်လဲဆိုတာကိုမေးမြန်းတင်တယ်။နော်တက်နေတဲ့မြပကာသနာတွေကိုချော့ချလိုက်။ပကာသနာအတွက်ကုန်ကြမဲ့ဈေးတွေကိုစာတင်သားကိုရင်ဦးစင်းတွေအတွက်လူတန်းနိုင်ဘလောက်အကျိုးများမှာလဲ။ယနေ့ခေတ်မှာကစာတင်တိုက်တွေမှာစာတင်သားတွေအတွက်ကစာအုပ်စာတန်းတွေကတိတ်ဈေးကြီးတယ်။စာအုပ်တော့တော့ကတမူးတိတ်ကြီးတယ်။အဲ့တော့ကိုရင်တွေရဲ့မိဘတွေက ဆင်းရဲနှမ်းပါတယ်ဆိုရင်ထောက်ပံ့နိုင်ဘူးအဲ့တော့ကိုရင်ဒီမှာနော်နေဘူးထဲမှာချောက်ပြီးတော့စာအုပ်အတွက်အလူခံကြရတယ်အဲ့တော့ဝတ္ထုငွေတွေမကင်ချင်မဲနဲ့ကင်ကြရတယ်အဲ့တော့ဒကာဒကာမတွေကအလက်တစ်တီကိုရင်နေလိုအပ်တဲ့စာအုပ်စာတွေလူပေးမယ်ဆေးဝါးပစ္စည်းတွေလူတိုင်းပေးမယ်ဆိုလို့ချင်းတန်ခါတော်တွေလည်းမပင်မနှောဘူးဒါကြောင့်ပကန္နနာတွေအတွက်ကုန်ကြမ်းမဲ့စရိတ်တွေ၊ဝန်ထမ်းတွေအတွက်ကုန်ကြမ်းမဲ့စရိတ်တွေကိုစာသင်သားတန်ခါလေးတွေအတွက်လိုအပ်တဲ့ သုံးဆောင်ပစ္စည်းတွေစာအုပ်စာတမ်းတွေလူတန်းပြမယ်စေဝါပစ္စည်းတွေလူတန်းပြမယ်ဆိုရင်တော့နှစ်ဦးနှစ်ပတ်အလုံးအကျိုးများမယ်လူဖြစ်သွားမှာပါ။အဲကြောင့်နေ့စဉ်နေ့စဉ်ဗုဒ္ဓဘာသာထုံးတမ်းကလေးအရာကြောင်းတိုင်းကြောင်းတိုင်းမှာကထိန်လေးခင်းကြတဲ့အခါမှာတက္ကရာကမတို့ရဲ့ချွေးနေစာတို့သည်အကျိုးရှိရှိသာသနာတော်အတွက်ကုံတော်တာမျိုးပဲဖြစ်ရမယ်လို့ဆိုလိုပါတယ်။ဒီကောင်းပြီဒါကြောင့်ဒီနေ့အလို့ရှင်များနဲ့တကွာဓမ္မမိတ်ဆွေများအားလုံး ဗုဒ္ဓအလိုတော်ကြောင့်ကတိဖြစ်မြောက်ရေးဆိုတာပွင့်နေတဲ့ပင်မပါပကာသနာမပါပဲနဲ့ပရိယတိသာသနာပฏิပတိသာသနာတော်ကိုထောက်ပံ့တဲ့အလူဖြစ်ရမယ်လို့နားလည်သဘောပေါက်ကြပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတော်ကိုဥဒယပန်းစင်းနေပြီးတော့ပရိယတိသာသနာနဲ့ပฏิပတိသာသနာတော်ကိုထောက်ပံ့နိုင်တဲ့အမျိုးကောင်းသားမျိုးကောင်းသမီးများဖြစ်အောင်ကိုစီကိုစီကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းအာ